ဒီနေ့ဗီဒီယိုလေးမှာတော့ကိုပလေးတို့ Canva ဆိုတဲ့ application လေးကိုအသုံးပြုပြီးတော့ဒီကိုယ့်ရဲ့ logo design လေးတွေကိုတပ်ပုံလေးပေါ်မှာ watermark အနေနဲ့ဘယ်လိုအသုံးပြုရမလဲဆိုတာလေးကိုအစင်းစင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကိုပလေးတို့ဒီ application လေးကိုအသုံးပြုနည်းလေးမပြောခင်ပထမဆုံးကိုယ့်ရဲ့ phone လေးထဲမှာကိုပလေးတို့ပို့ပေးထားတဲ့ဒီ Telegram or ဒီ Trending လေးတွေက logo transparent PNG ဆိုတဲ့ပုံလေးတို့အရင်ဆုံးကိုယ့်ရဲ့ဖုန်းတော့အရင်ဒေါင်းပေးထားရမယ်ပေါ့နော်။ပြီးရင်ကိုယ်အသုံးပြုမဲ့ပုံလေးတွေလည်းအရင်ဆုံး ထည့်ပေးထားရမယ်ကိုယ့်ရဲ့ဖုန်းထဲမှာအဲ့ဒါပြီးပြီဆိုရင်တော့ Google Drive ဒီ application လေးစတင်လို့ရပြီပေါ့နော်အဲ့တော့ application လေးကတော့ Google Drive ဒီ Android မှာလည်းရတယ် iOS မှာလည်းရတယ် Android မှာဆိုရင် Google Drive ဒီ Google Play Store ကနေမှာသွားဒေါင်းလို့ရတယ် iOS မှာဆိုရင်တော့ဒီ App Store ကနေဒေါင်းလို့ရရပေါ့နော် App Store မှာဆိုရင် Google Drive Canva ဆိုပြီးတော့ရိုက်ချလိုက်ရင်ဒီလိုမျိုး website လေးဒီ application လေးကြည့်လိုက်ပါပေါ့နော် Google ကတော့ဒေါင်းမိသားဖြစ်တဲ့အတွက် open လေးနဲ့အရင်ဆုံးပြလိုက်ပါမယ်အဲ့တော့ open open လေးအရင်ဖွင့်လိုက်မယ် အဲ့တော့ပထမဆုံးဆက်ဆက်ပေါ်မှာတော့ဒီ UN လေးပေါ့နော်ဒီ UN လေးပေါ်လာပြီဆိုရင်ကိုရီတိုကအောက်ဆုံးမှာအပေါင်းလက္ခဏာလေးရှိတယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်။နှိပ်လိုက်ပြီးပြီဆိုရင်ကိုရီတိုဒီနားလေးမှာ upload ဆိုတာလေးရှိတယ်။အဲ့ဒါလေးကိုနှိပ်လိုက်မယ်။အခါကျရင်သူကဟိုရွှေခိုင်းနေပေါ့နော်ကိုဘေးရဲ့ပုံလေးအသုံးပြုမှလည်းအဲ့ဒါကိုရီတိုက photo library ရဲ့ဟာလေးကိုတော့အသုံးပြုပါမယ်။အဲ့တော့အဲဘေးပုံလေးကိုအသုံးပြုမှလည်းဆိုကိုရီကဒီပုံလေးကိုအသုံးပြုမယ်။ဒီပုံလေးပေါ်မှာကိုရီတို logo လေးတင်မယ်ပေါ့နော်။အဲ့တော့ လူကြီးမင်းလို့လည်းလူကြီးမင်းလို့နှစ်သက်တဲ့ပုံလို့ရွေးချယ်ပြီးတော့လုပ်လို့ရတယ်အဲ့တော့ကိုလေးတို့ဒန်းလေးနှိပ်လိုက်မယ်ဒန်းလေးနှိပ်ပြီးပြီဆိုတော့လည်းဒီလိုမျိုးလေးပေါ်လာမယ်ပေါ့နော်အခါကျရင်တော့တက်ပုံ dimension ရွေးခိုင်းနေပေါ့နော်ကိုလေးတို့တော့မရွေးတော့ဘူးအဲအဲ့တော့ဒီမှာနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကိုက use in new design ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးခိုင်းဆိုတာနဲ့ကိုလေးတို့ဒီပုံလေးပေါ်လာပြီအဲ့ဒါဆိုပြီးကိုလေးတို့ကဒီမှာဒီ camera roll ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ် နဲ့လိုက်ပြီးဆိုရင်ကိုရီတို့ဘေးပုံလေးကိုအသုံးပြုမှလဲပေါ့နော်အဲကိုရီကတော့ဖုန်းထဲမှာ logo ပုံလေးတွေအများကြီးထည့်ထားရပေါ့နော်အဲ့တော့ဘလေးကဒီ21 century ဆိုတဲ့ပုံလေးတစ်ပုံသုံးလိုက်မယ်ဒီထဲမှာကိုရီကနှစ်ပုံထည့်ထားရပေါ့နော် logo အမဲလေးရဲ့အဖြူလေးရဲ့ဆိုပြီးနှစ်ခုရှိတယ်အမဲလေးရဲ့အဖြူလေးရဲ့ပေါ့နော်အဲ့တော့ဘလေးကဒီအဖြူလေးတစ်ခုကိုယူလိုက်မယ်ပေါ့နော်ပြီးရင် adapt to page ကိုနှိပ်လိုက်မယ်အဲပြီးရင်ကိုလေးတို့ဒီနားမှာထားမှလားဒီဘက်မှာထားမှလားကိုလေးတို့ရွှေမယ်ပေါ့နော်ကိုလေးကတော့ဒီ ညာဘက်ထောင်လေးမှာပဲအမြင်ထားထားနေကြဖြစ်တဲ့အတွက်ညာဘက်ထောင်လေးမှာရင်သွန်းထားလိုက်မယ်။အလူမီနီယံကတော့နှစ်သက်တဲ့နေရာလေးမှာထားလို့ရပါတယ်။အဲ့တော့ကိုလေးတို့နေရာလေးအဆင်ပြေသွားပြီဆိုတော့ရပြီ။ကိုကတခြားဒီမှာပုံလေးရတော့အများကြီးပြင်လို့ရသေးတယ်ပေါ့နော်။အောက်မှာတော့အဲသူ့ရဲ့တူးလေးအများကြီးရှိသေးတယ်။မဒီဇိုင်းတော့ element တော့အများကြီးပြင်လို့ရရပေါ့နော်။အဲ့ပိုင်းလေးတော့ကျွန်တော်မပြတော့ဘူး။အခုကတော့ကျွန်တော်တို့ဒီ logo design watermark လေးကိုတင်းတဲ့နေလေးကိုအရင်ဆုံးပြပေးတာပေါ့နော်။အဲ့တော့ကိုလေးတို့ဒီကလေးကိုစိတ်တိုင်းကြပြီဆိုတော့ကိုလေးတို့ အပေါ်ဆုံးမှာမြားလေးနှစ်ခုရှိတယ်ပေါ့နော် outside ထားတဲ့မြားလေးရဲ့အပေါ်တက်နေတဲ့မြားလေးရဲ့ကိုပလီတို့ကအပေါ်တက်နေတဲ့ဒီမြားလေးကိုရွေးပါမယ်ရွေးလိုက်ပြီဆိုတော့ねကိုပလီတို့အောက်ဆုံးမှာဒီမှာ download ဆိုတာလေးရှိပါတယ်အဲ download လေးကိုနှိပ်လိုက်ပါမယ်နဲ့လိုက်ပြီဆိုရင်ကိုပြေတော့ဘာဖိုင်လေးနဲ့စီမလဲကိုကခြေပတ်နဲ့စီမလာပြန်ခြေနဲ့စီမလာပါတော့အဲခြေပတ်လဲကောင်းတယ် PNG လဲကောင်းတယ်ကျွန်တော်နှစ်မျိုးလုံးစီလို့ရရပါတော့ PNG ကတော့ data တွေကိုပို့ပြီးတော့ကြည်ကြည်ရေပေါ့နော်အဲ့တော့ကိုပြေတို့ကဒီ PNG လေးနဲ့စီလိုက်မယ်အဲ့တော့ ဒေါင်းလို့ဆိုလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီဖလားပုံလေးကတော့ဒါကတော့ဝယ်ရတာပေါ့နော်ကိုက site ကြီးကြီးထပ်ပြီးတော့ထုတ်ချင်တယ်ဆိုရင် ထပ်ပြီးဝယ်ရတယ်ပေါ့နော်ကိုလေးတို့ကတော့ဒီသူ recommend ပေးတဲ့ png file နဲ့ပဲတစ်ချက်ထုတ်လိုက်မယ် save to download setting ဆိုပြီးတော့ download ထုတ်လိုက်မယ်အဲသူ save ဝိုင်းပေါ့နော် save ဝိုင်းဆိုတာ ਨੇ ကိုလေးတို့ save to image ဆိုပြီးနှိပ်လိုက်ပါမယ်အဲဒါဆိုရင်တော့ကိုလေးတို့ဓာတ်ပုံလေးက save သွားပြီပေါ့နော် ော့ကိုယ့်ရဲ့ gallery လေးထဲမှာအဲဒီပုံလေးကိုတွားကြည့်လို့ရပါပြီခင်ဗျာ